ဟာတာတေယုဆောင်မြမယုတ်ရှင်လောကမှာဇက်ဖို့နေရာမှာမပါမဖြစ်ဖြစ်နေတဲ့ခင်းလိုက်ရသည်မီတည်စင်သူမြင့်ပျောက်ဆုံးနေတယ်ဆိုပြီးတော့ online ပေါ်မှာသတင်းချန်ခံနေရပြီလေဖြစ်ပါရီခင်းလိုက်ကတော့ဒီတော့ကျမလူမုံများနေရပြအဓိကအကြောင်းရင်းကတော့စစ်ကောင်စီနဲ့ပတ်သက်လို့လို့သိရပါရီမြမနေငံမာလေးဗျဘက်လိုက်ပြီးပြောတာမဟုတ်ဘူးလူဆိုတော့ဗျခုမှဝကြရရွေးချယ်ပိုင်ခွင့်ရှိတယ်ဘသူ့ကိုမှတော့အပြစ်ပြောလို့မရဘူးအခုခင်းလိုက်ရသည်မီတည်စင်သူမြင့်ကပျောက်ဆုံးနေတယ် ယောက်ျားနောက်လိုက်ပြေးသွားတယ်ဆိုပြီးတော့ရောစုခန်းနေရတာပဲဖြစ်ပါတယ်။ခင်လိုက်ရဲ့တမီးဒစင်သူမြင့်ကတော့အလုံးလေးတည်ကြပါရီမြမရုပ်ရှင်လောကမှာစတင်ပြီးတော့ဝင်ရောက်ပြီးနာမည်ရလာနေပြီဖြစ်ပါတယ်။ဒါပေမဲ့မြမရုပ်ရှင်လောကကသိပြီးအစဉ်ပြေနေတာမဟုတ်ဘူးကိစ္စတွေကရမ်းရှုပ်တယ်သူ့ဖြစ်စီကနေလေမြမရုပ်ရှင်လောကအချောင်းဝပြရတဲ့အခုသူ ကိတ်ကိုဝင်ရောက်လာတဲ့အခါမှာလေဒီလောကအကြောင်းကိုသိရတဲ့အခါမှာသူကအနုပညာလောကကိုသိဝါဒနာမှာပါဘူးသိမလောက်ချင်တော့ဘူးပေါ့ဗျာဒါအကြောင်းမို့လို့သူကဘလောက်လေးတွေလုပ်ပြီးတော့ပဲ YouTube ပေါ်မှာတင်တယ် monetization ကနေပတ်စံချားတယ်ပေါ့ဗျာဆိုတော့အဲ့ဒီလိုမျိုးပဲဒဇင်2မြစ်လေးကတဲသေးလေးကသွားတော်ရဖြစ်ပါတယ်ဒဇင်2မြစ်ကတော့ကျွန်တော်တို့နော်စီသူဝင်နဲ့နာမည်ထွက်ခဲ့တာဖြစ်တယ်အခုဒဇင်2မြေပျောက်ဆုံးနေတယ်။ဟောဒဇင်2မြေခိုးပြေခံရပြီးယောက်ျားနောက်လိုက်ပြေးသွားပြီဆိုပြီးတော့တရင်တွေကတော့အကြီးကျယ်ကို ချန်နယ်ခံနေရဟိုကျွန်တော်နေတွေ့ရပါတယ်ဘယ်တဲ့င်းကမှန်ကန်နေလဲတော့မသိဘူးကျွန်တော်တို့ခင်လိုက်တို့မိသားစုဘက်ကတော့ဘာမှအသိပြုလာခြင်းမရှိသေးတဲ့အတွက် online ပေါ်ကနေရှောက်ရင်းနေကြတာကိုမယုံဘူးအတွက်ဒီကနေပဲ light down ပြရစီဗျာ